မင်္ဂလာပါကျိုးဆိုပါတယ်ဒီနေ့ကတော့ The Wise Believers ကနေပြုစုထားတဲ့မှတ်စုတွေကို အခြေခံပြီးကိုလေဓမ္မတကြံယောမဩဝါဒစာအခန်းကြီး၁၀တဲကအချက်လက်တွေကိုနည်းနည်းနဲ့နဲ့နဲ့ကြည့်ကြမှာပေါ့ဟုတ်ကဲ့ဒီအခန်းကတကယ်တော့အခန်း၉နဲ့ဆက်ဆက်နေပြီးတော့တော်တော်လေးအားကောင်းတဲ့အခန်းတစ်ခုလို့ပြောလို့ရပါတယ်ဟုတ်ပါတယ်ဒီအခန်းရဲ့ဟိုနောက်ခံလေးကိုပြန်ကြည့်ရင် ရှင်ပေါင်းလူက သူ့ရဲ့အမျိုးသားချင်းတွေလေဣသရေလလူမျိုးတွေ ကဲတင်ချေမရသေးတဲ့အပေါ်မှာဘလောက်တောင်စိတ်မကောင်းဖြစ်နေလဲအဲ့ဒါကိုဆက်တွေ့ရတာပေါ့အင်းအခန်းကိုမှစားခဲ့တဲ့သူ့ရဲ့ဝမ်းနည်းမှုကဒီမှာလက်ဆက်ပါနေတော့မယ်မှန်တယ်ဒါမဲ့သူကဝမ်းနည်းနေုံတိမဟုတ်ဘူးတစ်ချိန်တည်းမှာပဲအဖြေကိုရှင်းရှင်းလင်းလင်းတင်ပြလာတယ်ယူကြည်ချင်းအားဖြင့်ကဲတင်ချင်းရဖို့လမ်းဟာအဲဂျူရီအတွက်ရောတပားမျိုးတန်းတဲ့အတွက်ပါဘလို့ဖွင့်ထားလဲဆိုတော့ကိုအလင်းပြလိုက်တာပဲ ဟုတ်ကဲ့ဆိုတော့ဒီနေ့ဆွေးနွေးမှုကအဓိကအဖြစ်အဲ့ဒီကဲတင်ချင်းရဲ့သဘောတရားကိုနားလည်ဖို့ရယ်ပြီးတော့ဘာကြောင့်အချို့ကလက်ခံပြီးအချို့ကလက်မခံခဲ့တာလဲဆိုတဲ့အကြောင်းရင်းတွေကိုကြည့်ဖို့ပါပဲ။ဟွန်းစိတ်ဝင်စားစရာကောင်းလုံးတစ်ချက်ကတော့လေဒီအခန်းကကဲတင်ချင်းရဖို့ဆိုတာဘလောက်တောင်ဟိုရိုးရှင်းတယ်လေလူတိုင်းလက်လက်မိနိုင်တယ်ဆိုတာကိုအနအိုးစရာကောင်းလုံးဖော်ပြထားတာပဲ။ဟုတ်ပါတယ်။ချုပ်ထွေးတဲ့စီးမြင်းနေမဟုတ်ဘူးမဖြစ်နိုင်တဲ့တာဝန်နေမဟုတ်ဘူး။ဟုတ်တယ်။ရန်နီနီလေ စိတ်နဲ့နှုတ်နဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတယ်။ကဲဘာကြောင့်ရှင်ပေါ့လို့ဒီလို ပြောရတယ်လဲအတိတ်ဘက်ကပါလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်လေ။ဘရမဆုံးအပိုင်းကတော့ဟိုအစေလူမျိုးတွေရဲ့ပြဿနာအရင်မြင်လို့ပြောလို့ရမယ်အချက်ပေါ့။ဟုတ်ကဲ့အခန်းငယ်ဝမ်းမှာစထားတာကရှင်ပေါလုကသူ့လူမျိုးတွေကတင်ချင်းရဖို့ဘလောက်စုတောင်းနေလဲဆိုတာပဲသူ့ရဲ့မေတ္တာကတကယ်ကိုထင်ရှားပါတယ်ဟုတ်ပြီသူ့ရဲ့မေတ္တာကိုပြပြီးတော့ချက်ချင်းပဲပြဿနာရဲ့အဓိကအချက်ကိုထောက်ပြတယ်အငငယ်နေမှာ သူတို့မှာဖျားတခင်အတွက်စိတ်အားထက်သမှုတို့ရှိတယ်ရှိတယ်อืมဒါပေမဲ့မှန်ကန်တဲ့အတိညာနားလည်မှုတော့မရှိဘူးတဲ့အဲ့ဒါကဘယ်လိုမျိုးလဲအဲ့ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲဒီအတိညာနဲ့မရှင်တဲ့စိတ်အားထက်သမှုဆိုတာလေသူတို့ရဲ့ရိုးသားမှုကိုတန်တရားဝင်နမဟုတ်ပါဘူးသူတို့ဖျားတခင်ကိုနှစ်သက်စီချင်ကြတယ်မှန်ကန်တဲ့လမ်းကိုရှောက်ချင်ကြတယ်อืมစူးစမ်းမှုတော့ရှိတာပေါ့ စ조사မှုရှိတယ်။ဒါပေမဲ့သူတို့ရဲ့နားလည်မှုကလွဲနေတယ်။ဖျားသခင်တကယ်ကမ်းလှမ်းနေတဲ့လမ်းကိုမမြင်ပဲနဲ့လေကိုယ်တိုင်ဖန်တီးထားတဲ့လမ်းကိုယ့်ရဲ့조사မှုအပေါ်မှာအခြေခံတဲ့လမ်းကိုပဲဆွတ်ကင်ထားကြတာ။ဟုတ်။ဆိုတော့သူတို့ရဲ့စိတ်အားထက်တာမှုကလမ်းလွဲနေတဲ့သဘောမျိုးဖြစ်သွားတာပေါ့။အဲ့ဒီအချက်ကိုအငယ်သုံးမှပိုရှင်းသွားအောင်လုံထားတယ်နော်။သူတို့ဟာဖျားသခင်ဤဖြောင်းမခြင်းတရားကိုမသိနားမလည်ပဲ မိမိတို့ဤကိုပိုင် ဖြောင့်မချင်းတရားကိုတီးစေရန်ကြိုးစားရည်။ဒီဖြောင့်မချင်းဆိုတဲ့စကားလုံးကအဓိကပဲ။ဟုတ်ကဲ့။အဓိကကြရတယ်။ဒါကဘုရားသခင်ရှေ့မှာလက်ခံနိုင်ဖွယ်ဖြစ်ချင်းမှန်ကန်တယ်လို့သတ်မှတ်ခံရခြင်းကိုဆိုလိုတာလေ။အစ္စရေလလူတွေကပညာတရားတွေလိုက်နာတယ်၊ကျင့်သုံးတယ်၊ကိုယ့်ရဲ့ကောင်းမှုတွေနဲ့ဒီဖြောင့်မချင်းကိုရယူဖို့ကြိုးစားနေကြတာ။အင်းကိုအကိုကိုပြီတော့ဗော။ ကိုအားကိုကိုပြီးတော့ဒါမဲ့ဘုရားသခင်ကမ်းလှမ်းနေတဲ့ဖြောင်းမချင်းကြတော့ခရစ်တော်ကိုယုံကြည်လိုက်တာနဲ့အလကားရတဲ့လက်ဆောင်ဖြစ်နေတယ်ဒါလုံးမကို꿰ပြရတဲ့အမိနှစ်ခုပဲဆိုတော့သူတို့အရန်ကြိုးစားတင်မဲ့လမ်းကြောင်းမှားနေတယ်ဆိုတဲ့သဘောကိုယ်တိုင်တိဆောက်တဲ့ဖြောင်းမချင်းနဲ့ဖျားပေးတဲ့ဖြောင်းမချင်းဒီနှစ်ခုရဲ့꽈ချချက်ကတော်တော်ကြီးတဲတယ်ပြီးတော့အငယ်လေးမှလည်းအဆုံးသက်ချက်တစ်ခုကိုပြောလိုက်တယ်ယုံကြည်တော်သူအပေါင်းတို့ဒီဖြောင်းမရတော့ရောင်မြေကြောင့်ခရစ်တော်ဒီပြင်ချက်တရားရဲ့အဆုံးဖြစ်တော်မူပြီး ဒါဒါကဘာကိုဆိုလိုတာလဲပြညတ်တရားရဲ့အဆုံးဆိုတာက ပြညတ်တရားကိုဖျက်လိုက်တာမျိုးလားအေးဒီအဆုံးဆိုတဲ့စကလုံးကဂရီမာတန်လော့စ်လို့သုံးထားတာလीဒီစကလုံးရဲ့အတိပေကရက်စဲချင်းတက်တက်တော့မဟုတ်ဘူးသူ့မှာပို့ပြီးလေးနေတဲ့အတိပေရှိတယ်ပန်းတိုင်ရည်ဝဲချက်ပြည့်စုံခြင်းဆိုတဲ့အတိပေတွေပါတယ်အော်ပန်းတိုင်ဟုတ်ကဲ့ဆိုလိုတာကခရစ်တော်ဟာပြည့်နှစ်တရားကညွန်ပြနေခဲ့တဲ့ပန်းတိုင်ပဲဖြစ်တယ် ပြီးညတရားကိုလိုက်နာခြင်းထုံခြင်းအဖြစ်လူတွေမရနိုင်ခဲ့တဲ့ဖြောင့်မတ်ခြင်းဆိုတာကိုလေခရစ်တော်ကသူ့ရဲ့အသက်တာသူ့ရဲ့အသေးခံခြင်းထမြောက်ခြင်းအဖြစ်အပြည့်အဝဖြစ်စီပေးလိုက်တာ။အင်း။ဒါကြောင့်ယုံကြည်သူတွေအတွက်ဖြောင့်မတ်ခြင်းရောက်ဖို့လမ်းကပြီးညတရားရဲ့စည်းကမ်းတွေကိုလိုက်နာဖို့ကြိုးစားနေရတာမဟုတ်တော့ကိုခရစ်တော်ကိုယုံကြည်လိုက်တာနဲ့အဲ့ဒီဖြောင့်မတ်ခြင်းကိုရရှိသွားတာဒါတကယ်ကိုအလဲဖြောင့်ခြင်းတစ်ခုပေါ့နော်။တော်လန်ရဲ့တခုလိုပဲဟုတ်တယ်ပြီးညတရားရဲ့အခန်းကတံကိုရက်ဆဲလိုက်တာမဟုတ်ပဲနဲ့ သူရဲ့ရည်ရွယ်ချက်ကိုခရစ်တော်ကပြည့်စုံစေလိုက်တာအဲ့လိုနားလည်ရမှာပါ။ဒါဆိုရင်ပြည့်ညက်ဒီအားလိုက်နာဖို့စ조사ခြင်းဆိုတဲ့လမ်းဟောင်းကနေခရစ်တော်ကိုယုံကြည်ခြင်းဆိုတဲ့လမ်းတည့်စီကိုကုပြောင်းသွားတာပေါ့။ဟုတ်ပြီ။ဒီအချက်ကိုရှင်ပေါလုကတော့တစ်ဆင့်တက်ပြီးပိုရှင်းပြထားတယ်ထင်တယ်။အငယ်ငါးနဲ့ဆက်သုံးကလေးမှာမေး။ဟုတ်ကဲ့။ဖြောင်းမချင်းနှမျိုးကိုသူကနှိုင်းရှင်ပြထားတယ်။ဟုတ်။သူကပထမဆုံးပြည့်ညက်တရားကလာတဲ့ဖြောင်းမဲ့ချင်းကိုမောရှိရဲ့စကားနဲ့ပြန်ကိုကြတယ်အငယ်ငါးမှာ ပြည့်ညက်တရားကိုကျင့်တော်သူသည်ထိုတရားအပြင်အသက်ရှင်လိမ့်မည်။တကချင်းတယ်။လှုပ်ဆောင်မှုကျင့်ကြံမှုအပေါ်မှာအခြေခံတယ်။လှုပ်ရင်ရမယ်ဆိုတဲ့သဘော။ဟုတ်ပါ။ Action based ပေါ့။ဟမ်။ဒါမဲ့ယုံကြည်ခြင်းကလာတဲ့ဖြောင်းမှချင်းကိုပြောတဲ့အခါမှာတော့လုံးဝလေးတန်ပြောင်းသွားတယ်။ငယ်၆ကနေရှစ်မှာတကလင်းလန်းမိနိုင်တယ်။အရင်နီးနီးလေးပဲရှိသေးတယ်။တရားဝါရကျင်းကစကားတွေကိုနည်းနည်းပြန်သုံးထားပုံပဲ။ဟုတ်ပါတယ်။သူကဘာပြောလဲဆိုတော့ ဘသူကောင်းခင်ကိုတတ်ပြီးခရစ်တော်ကိုဆောင်ခဲ့မလဲ။ဒါမှမဟုတ်ဘသူကတည်ခြင်းရဲ့နည်းနည်းရတယ်။ဆင်နီခရစ်တော်ကိုတည်ခြင်းနဲ့ပြန်ခေါ်ခဲ့မလဲလို့မင်းနေစရာမလိုတော့ဘူးဆိုတဲ့သဘော။ဟုတ်တယ်။ဘာလို့လဲဆိုတော့ပေါလုရှိုခရစ်တော်ကကြွလာပြီးပြီ။တည်ခြင်းကနေချမြောက်ပြီးပြီလေ။อืมကဲတင်ချင်းရဲ့အရင်မြစ်ကကိုနဲ့ဝေးကွာနေတာမဟုတ်တော့ဘူး။ဟုတ်တယ်။တရားစကားဒီတင်းနဲ့နီးတင်းရဲ့နှုတ်နဲ့လည်းကောင်းတင်းရဲ့စိတ်နှလုံးနဲ့လည်းကောင်းရှိ၏တဲ့။ဒါဘလောက်ရုပ်ရှင်ပြီးလက်တွေ့ကြလဲနော်။မဖြစ်နိုင်တဲ့ຢာတွေလောက်ဖို့မလိုတော့ဘူး။อืม ဒီနိုင်ရှင်ချက်ကတိတ်အားကောင်းပါတယ်။ပြည်ညတရားကမလုံနိုင်တာကိုလုတ်ပြပါလို့တောင်းဆိုသလိုဖြစ်နေချိန်မှာယုံကြည်ခြင်းကတော့ဖျားသခင်လုံဆောင်ပြီးသားအမှုကိုလက်ခံလိုက်ပါလို့ဖိတ်ခေါ်နေတာနဲ့တူတယ်။ဟုတ်တယ်။ပြည်ညတရားကဝင်ထုတ်ဝင်ပိုးလို့ဖြစ်နေမယ်။ယုံကြည်ခြင်းကလက်လမ်းမီနိုင်တဲ့ကရုဏာဖြစ်နေတယ်။မှန်ပါတယ်။ဒါလူတွေကိုအောက်ကိုကိုပြီးကယ်တင်ခြင်းကိုမရနိုင်ဘူး။ဖျားသခင်ရဲ့ကရုဏာကိုလက်ခံဖို့ပဲလူတွေဆိုရဲ ဧဝံဂေလိတရားရဲ့အဓိကအချက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာပေါ့ဖျားသခင်ကအခက်ခဲတွေကိုဖယ်ရှားပြီးကက်တင်ကျွန်းကိုကျွန်တော်တို့ရဲ့နှုတ်ဖျားနဲ့နှလုံးသားအထိအရောက်ပို့ပေးထားတယ်လို့ပဲအဲ့ဒီနှုတ်နဲ့နှလုံးသားအကြောင်းကိုအငယ်90ဆဲမှာအတိအကျရှင်းပြထားတယ်ဓာတ်ဒီအခန့်ရဲ့တကယ်အထင်ရှားဆုံးဂျမ်းပိုက်တဲ့ကတခုပဲဖြစ်မယ်ကက်တင်ချင်းရောက်ဖို့ဘာလို့ရမလဲဆိုတာကိုတိတိကျကျပြောထားတာပြိမ့်မီအရင်ယူရှင်းတယ်ဒါပေမဲ့အလုံးအစွမ်းထိုက်တယ်ဟုတ်ပါတယ် ပြီးတော့အငယ်ဆယ်ကအဲ့ဒီလုပ်ငန်းစဉ်ကိုထပ်ပြီးရှင်းပြရတယ်။လူဒီစိတ်နှလုံးဖြင့်ယုံကြည်ခြင်းအပြင် ဖြောင်မရသို့ရောက်၏။နှုတ်ဖြင့်ဝန်ခံခြင်းအပြင်ကဲတင်ခြင်းသို့ရောက်၏။ဆိုတော့အသွင်းစိတ်ယုံကြည်မှုစိတ်နှလုံးနဲ့အပြင်မန်းထုတ်ဖော်ဝန်ခံမှုနှုတ်နှစ်ခုလုံးကအရေးကြီးတယ်ဆိုတာကိုပြနေတာ။ဟုတ်တယ်။တစ်ခုနဲ့တစ်ခုခွဲလို့မရဘူးပေါ့။ခွဲလို့မရဘူး။စိတ်မှန်တဲ့ယုံကြည်ခြင်းကအတွင်းမှာစတင်ပြီးအပြင်မှာထင်ရှားလာရမယ်။ စိတ်ထဲကတကယ်ယုံကြည်လာပြီဆိုရင်အဲ့ဒီယုံကြည်မှုကိုထုတ်ဖော်ဝန်ခံဖို့ကတဘာဝကြတဲ့အကျိုးဆက်ဖြစ်လာတာပဲတကယ်တော့ဒီလိုယုံကြည်ဝန်ခံဖို့အခွင့်အရေးကလူတစုတည်းပဲကန့်တထားတာမဟုတ်ဘူးဆိုတာကိုလည်းရှင်ပေါ်လူကအလေးပေးပြောသွားတယ်ဗျာဒါလည်းတကော့အရေးကြီးတဲ့အချက်ပဲကျန်းကိုကိုကားပြီးကိုတော်ကိုယုံကြည်သောသူမိသူများရှက်ကြောက်ခြင်းတို့ရောက်မီမဟုတ်လို့အငယ်၁၁မှာဆိုထားတယ်ဟွန်းမိသူများဟုတ်ကဲ့ပြီးတော့အခေယာကြောတဲ့ညညာချက်လာပြီးအငယ်၁၂မှာ အချောင်းဦးကဂျူးလူမျိုးဖြစ်စေဂရိလူမျိုးဖြစ်စေခွဲခြားခြင်းမရှိရဲ့ Wow ဘာကြောင့်လဲဆိုတော့အားလုံးလို့ဤအရှင်သခင်တပါးတည်းတာရှိရဲ့ကိုရောကိုဖနာဖြူတော်သူအပေါင်းတို့အားကြွယ်ဝစွာကျေးဇူးပြုတော်မူ၏တဲ့အရှင်သခင်ရတပါးတည်းပဲတပါးတည်းပဲနောက်ဆုံးအငယ်73မှာယောလာပရိုဖက်ရဲ့စကားကိုကိုးကားပြီးအနစ်ချုပ်လိုက်တယ်အကြောင်းမူကထာဝရဘုရားရဲ့နာမတော်ကိုဖနာဖြူတော်သူမိသူမဆိုကဲဒီညီတို့ရောက်လင်းနေမိသူမဆိုဟုတ်ကဲ့မိသူမဆိုဒါကတ်ဂေကိုတော်လိုင်းရေးပဲလူမျိုးဘာဘာ နောက်ခံယဉ်ကျေးမှုဘာပဲဖြစ်ဖြစ်ကဘာပေါ်ကခွဲခြားမှုအလုံးကိုဖျက်ကျော်ပြီးကဲတင်ချင်းဟာဖျားသဖြင့်ရဲ့နာမတော်ကိုခေါ်တော့ယုံကြည်တော့မိသူမဆို့အကွက်ဖြစ်တယ်လို့ကြေညာလိုက်တာပဲတကယ်ကို အရှိစရာပဲမျော်လင့်ချက် အကြီးကြီးပေးတဲ့အကြေညာချက်ပဲဆိုတော့ကဲတင်ချင်းကဒီလောက်လက်လန်းမိတယ်ဒီလောက်လူတိုင်းအတွက်ဖြစ်နေတယ်ဆိုရင် နောက်ထပ်မေးစရာရှိလာတာက ဲလူတွေကဒီသတင်းစကားကိုဘလို့ကြားသိပြီးယုံကြည်လာနိုင်ပါလဲဆိုတာပဲဒီအတွေးကရှင်ပေါ်လူကိုနောက်တစ်ပိုင်းစီခေါ်သွားပုံရတယ်ဟုတ်ပါတယ်အဲ့ဒီမင်းခွန်းစီကိုဥတီသွားတာပဲဟုတ်တယ်ဒါကကျွန်တော်တို့ကိုအေဝံဂေလိတရားဟောပြောခြင်းရဲ့မရှိမဖြစ်လိုအပ်ချက်ငယ်၁၄၁၈ဆိုတဲ့ပိုင်းကိုရောက်စေတယ်အရှင်ပေါ်လူကဒီနေရာမှာလေတကယ်ကိုယုတိရှိတဲ့မင်းခွန်းစီစက်တိုင်မေးသွားတယ်ငယ်၁၄၁၅မှာသူ့ရဲ့စဉ်းစားပုံကရှင်းနေတယ်အစင်းစင်းသွားတာနော်ဟုတ်တယ် ပထမဆုံးကသူတို့မယုံကြည်တော့သူကိုအဘယ်သို့ပတနာပြုကြမင်းမယ်။မန္တလေးမယုံဘဲဘယ်လိုဆူတော့မလဲ။မယုံဘဲတော့မခေါ်နိုင်ဘူးပေါ့။ဟုတ်တယ်။ပြီးတော့သူတို့မချဘူးတော့သူကိုအဘယ်သို့ယုံကြည်ကြမင်းနဲ့။မချဘဲဘယ်လိုယုံကြည်မလဲ။ဟုတ်ကဲ့။ Now ဟောပြောသောသူမရှိရင်အဘယ်သို့ကြားကြမင်းနဲ့။ဟောပြောသူမရှိရင်ဘယ်ကကြားမှာလဲ။ဟုတ်ပြီ။ နောက်ဆုံးတစ်ချက်ကဆေလွတ်တော်မူခြင်းမခံရရင်အပေတို့ဟောပြောကြမည်နဲ့ဆေလွတ်ခံရမှာဟောပြောလို့ရမယ်ဒီမင်းဟုံးတွေကတခုနဲ့တခုချိတ်ဆက်ပြီးတော့ယုံကြည်ခြင်းဖြစ်ပေါ်လာဖို့တဲ့တရင်စကားကို ဟောပြောခြင်းဝေမျှခြင်းဟာဘလောက်အရေးကြီးတယ်ဆိုတော့ကိုအစင်စင်ပြသွားတာပဲဟုတ်ပါတယ်ကွင်းဆက်လေးလိုပဲတခုမရှိရင်တော့တခုဖြစ်မလာနိုင်ဘူးမှန်တယ်ပြီးတော့သူကဟေရှာယ်ပရိုဖက်ရဲ့စကားကိုကိုးကားပြီးတော့ ဒီတရင်ကောင်းကိုဆောင်ကျင်းတဲ့သူတွေရဲ့အရေးပါမှုသူတို့ရဲ့အမှုတော်ဘလောက်လှပတယ်လဲဆိုတော့ကိုဖော်ပြတယ်အငယ်ဆက်မအမဟုတ်ကဲ့ဘိုကချင်းရခိဝန်ကလေးကြာကိုဆောင်ကျင်း၍ကောင်းသောအရာတို့ဤဝမ်းမြောက်ဖွယ်တဲ့တင်ကို ပြောကြားသောသူတို့ဤခြေတို့သည်အလွန်လှပပြီဆွတ်ကျေးဇူးပဲတရင်ကောင်းဝင်းဝါသူတွေကိုအားပေးတဲ့စကားပါပဲဟွန်းတကယ်အားရှိစေရပါ ပြီးတော့အငယ်စခွတ်မှာအဓိကနေကုန်းချုပ်ချက်ကိုရှင်းရှင်းလင်းလင်းပြောလိုက်တဲ့တို့ဖြစ်ရင်ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၏ကြားနာခြင်းသည်ဖျားသခင်၏နှုတ်ကပတ်တော်အဖြစ်ဖြစ်၏တချို့လေးရင်မှုဒီမှာခရစ်တော်၏တရားစကားတော်လို့သုံးခဲ့ဟုတ်ကဲ့ဒါကရှင်းလင်းပြတ်တဲ့ခြိဆက်မှုပဲ ယုံကြည်ခြင်းဆိုလာလေထဲကနေအလိုလိုပေါ်လာတာမဟုတ်ဘူးဖျားသခင်ရဲ့တည်င်းစကားခရစ်တော်အကြောင်းတည်င်းစကားကိုကြားနာခြင်းကနေအစပြုတယ်ဒါကြောင့်အဲ့ဒီတည်င်းစကားကိုဝေမျှဖို့ဟောပြောဖို့လူတွေလိုအပ်တယ်ဆိုတာရှင်းနေတာပေါ့ဒါကဖျားသခင်ရဲ့ကဲတင်ခြင်းအစီအစဉ်မှလေလူသားတွေရဲ့ပါဝင်မှုကဘလောက်အရေးကြီးတယ်ဆိုတာကိုမိမောင်းထိုးပြလိုက်တာပဲဖျားပခင်ကကဲတင်ခြင်းကိုကံလဒါပေမဲ့အဲ့ဒီကံလချက်ကိုလူတွေသိအောင် နားလေအောင်ယုံကြည်လောက်အောင်ကြားခံလူသားတန်တမန်တွေကိုအတုံးပြုတယ်ဆိုတဲ့သဘောဟုတ်ပါတယ်ဖယားသခင်ကတိုက်ရိုက်နှုတ်လို့ရပြီမဲ့သူ့ရဲ့တရင်စကားကိုလူတွေကနေဆင့်ဝေမျှစေခြင်းအပြင်လင်ကျွန်တော်တို့ကိုသူ့ရဲ့အမှုတော်မှာပါဝင်စေခြင်းတဲ့သဘောကိုပြနေတယ်อืมဒါကအခွင့်အထူးဖြစ်တယ်လို့တာဝန်လည်းဖြစ်သွားတာပေါ့ ။သိကြတာပေါ့တောင်းဝန်လည်းဖြစ်တယ်။လူတွေမကြားရင်မယုံနိုင်ဘူး။မယုံရင်ကယ်တင်ရင်မရနိုင်ဘူးဆိုတဲ့ရှင်ဘောရုရဲ့ယုတ်တိကသတင်းစကားဝေမျှခြင်းရဲ့အရေးအတိအကျလို့အောင်မှုကိုပြနေတာပဲ။ဟုတ်ပြီ။ဒါပေမဲ့ကြားတိုင်းရောယုံကြည်ကြရဲ့လား။ဒါကနောက်ထပ်မိကုံထလာပြန်ရောရှင်ဘောလူကသူ့ရဲ့အမျိုးသားချင်းအစ္စရေလူမျိုးတွေရဲ့အခြေအနေကိုပြန်သွားပြီးဒီမိကုံကိုဆံမေးပုံရတယ်ဟုတ်ကဲ့ဝမ်းနေစရာအပိုင်းကိုရောက်လာပြီမှန်ပါတယ်နောက်ဆုံးအပိုင်းငယ်တွေအငယ်စစ်ချစ်ကနေ27အထိက ဣသရေလမျိုးတွေဟာကြားခဲ့ပေမဲ့ညင်းပယ်ခဲ့ကြတယ်ဆိုတဲ့ချက်ကိုဖော်ပြတယ်။ရှင်ပေါ်လူကမေးခွန်းထုတ်တယ်။သူတို့မကြားခဲ့ကြဘူးလားဆိုပြီးအငယ်ဆက်ရှိမှာ။ဟွန်းအဖေကဧကမန်ကြားခဲ့ကြပြီ။သူကဆလန်ဂျန်စခွန်း4ကိုကိုးကားပြီးတော့သတင်းစကားဟာမြေကြီးစွန်းတိုင်အောင်ပြန်နှင်ခဲ့တယ်ဆိုတဲ့သဘောမျိုးပြောတယ်။ဆူလိုတာကဣသရေလမျိုးတွေဟာဖျားသခင်ရဲ့တည်င်းစကားကိုကြောက်ဝအခွင့်ရင်းအပြည့်ဝရခဲ့ကြတယ်။ဟုတ်ကဲ့ ကြားဖို့အခွင့်အရေးမရခဲ့လို့မဟုတ်ဘူးမဟုတ်ဘူးဆိုတော့မကြားခဲ့လို့မယုံတာမဟုတ်ဘူးဆိုရင်ဘာကြောင့်လဲရှင်ပေါလုကသူတို့နားမလဲခဲ့လို့လားဆိုပြီးဆက်မေးတယ်လို့ပဲအငယ်စကောမှာอืมဒီတခါမှလည်းအဖေက နားလဲခဲ့ကြတယ်ဆိုတဲ့သဘောပဲသူကမောရှင်တဲ့ဟေရှာယပရောဖက်တီရဲ့ဇကားတွေကိုကိုးကားပြီးဘုရားသခင်ကသူတို့ကိုကျူတင်တတိပေးခဲ့ကြောင်းပြတယ်မောရှေကဘုရားသခင်ဟာဣသရေလမဟုတ်တဲ့လူမျိုးတွေကိုတုံးပြီး သူတို့ကိုစိတ်တော့အောင်မနာလို့ဖြစ်အောင်လွတ်မယ်လို့ကြိုပြောခဲ့တယ်။အငယ်စကောမှာဟုတ်ကဲ့တရားဟောရကျမ်းလာကစကားပေါ့ဆိုလိုတာကဓမ္မမျိုးသားတွေယုံကြည်ခြင်းနဲ့ဝင်လာတဲ့အခါဣသရေလအနေနဲ့ဒါကိုတတိပြုမိတဲ့နဲ့နားတဲ့တဲ့နဲ့ဆိုတဲ့သဘောမျိုးဟွန်းတရီပေးခေါင်းလောင်းထန်လို့ဖြစ်ခဲ့တင်တာပေါ့ဟုတ်ပါတယ်ပြီးတော့ဟေရှာယရဲ့စကားကပိုရောင်ပြတ်သားခဲ့တယ်အငယ်20နဲ့21မှာဖျားသိဖင်က ငါ့ကိုမရှာတော့သူတို့သည်ငါ့ကိုတွေ့ကြပြီငါ့ကိုမမေးမြန်းတော့သူတို့အားငါသည်ထင်ရှားပြတော်မူပြီလို့တပားမြို့သားတဲ့ကြောင့်ပြောတယ်ဟွန်းဒါပေမဲ့အစ္စရေလကိုတော့နားခံမှုမရှိငင်းခုန်တတ်တော်လူမျိုးအားငါသည်တနေ့လုံးငါလက်တော့ကိုဆန့်လက်နေပြီလို့ပြောခဲ့တယ်ဆိုပြီးကိုခါထားတယ်။ဒါကဖျားသခင်ရဲ့ဆက်ရှိမှုဖိတ်ခေါ်မှုဟုတ်တယ်။နေအစ္စရေလလူမျိုးများစုရဲ့ ခေါင်းမာစွာညံပယ်မှုနာခံမှု မရှိခြင်းကိုရှင်းရှင်းလင်းလင်းဖုံးဖော်နေတာပဲဒါကတော်တော်လေးဝမ်းနေဖို့ကောင်းတဲ့ဖွင့်ကြီးပဲနော်ဖီးယားသခင်ကလက်ကမ်းမိတနေ့လုံးခေါ်နေလေဒါမဲ့ဟိုဘက်ကနာခံမှုမရှိဘူးညင်းခုန်နေတယ်ဟုတ်ပါတယ်သူတို့ကြားခဲ့တယ်နားလေဖို့အခွင့်အရေးရှိခဲ့တယ်ဖီးယားသခင်ကဖိတ်ခေါ်ခဲ့တယ်ဒါမဲ့အများစုကညံပယ်ခဲ့ကြတယ် ဒီအချက်ကဘုရားသခင်ရဲ့အချို့ချာအာနာနဲ့လူသားရဲ့တာဝန်ယူမှုကြားကဟိုရှုပ်ထွေးတဲ့ဆက်နွယ်မှုကိုပြင်ပြီးမြင်စေတယ်လို့ပြောလို့ရမလားဟုတ်ကဲ့ပြောလို့ရပါတယ်အစ္စရေရဲ့ညှင်းပယ်မှုကဘုရားသခင်ရဲ့ကတိတော်တွေကိုပြက်ပြယ်သွားစေတာတော့မဟုတ်ဘူးဒါကိုအခန်းဆက်တွေမှာရှင်းပေါလို့ဆက်ပြီးရှင်းပြပါလိမ့်မယ်ဒါပေမဲ့လူတွေကသူတို့ကြားသိရတဲ့သတင်းစကားကိုဘလို့တုံ့ပြန်တယ်လေဆိုတာကိုတော့ရှင်းရှင်းလင်းလင်းပြနေတာပဲอืมကြားယုံနေမပြီးဘူးမပြီးဘူးယုံကြည်နာခံမှုနဲ့မခံမှုလိုအပ်တယ် အစ္စရေးရဖြစ်ကကျွန်တော်တို့အတွက်တတိပေးချက်တစ်ခုလို့ဖြစ်နေတာပေါ့ကဲဒါဆိုရင်ဒီနေ့ the wise believers ရဲ့မဆူဒီပေါ်အခြေခံပြီးဆွေးနွေးခဲ့တဲ့ရောမအခန်းကြီး၄ကနေကျွန်တော်တို့ရလိုက်တဲ့အဓိကအချက်တွေကို ပြန်ပြီးတော့ဆွဆွေးကြည့်အောင်လေဒီချက်တွေကကျွန်တော်တို့ကိုဘာတွေပြောနေသလဲဟုတ်ကဲ့အနှစ်ချုပ်ကြည့်အောင်ပရမဇောမဲ့အရေးကြီးဆုံးလို့ကျွန်တော်ထင်တာကတော့ဖျားသခင်ရှေ့မှာမှာ ဖြောင်းမတ်တယ်လို့အတိအမှတ်ပြုခံရခြင်းကတိညင်းဆိုတာကိုယ်ရဲ့စူးစမ်းမှုပညာတရားလိုက်နာမှုဘာသာရေးလှုပ်ဆောင်ချက်တွေအပေါ်မှာလုံးဝမမူတည်ဘူးဆိုတာပဲဟုတ်ပါတယ်ဒါဟာခရစ်တော်ကိုယုံကြည်ခြင်းအပြင်အလကားရရှိတဲ့ဖခင်ရဲ့လက်ဆောင်ဖြစ်တယ်ခရစ်တော်ကပညာတရားရဲ့ဘန်းတိုင်ပြည့်စုံခြင်းဖြစ်သွားပြီဟုတ်တယ်ဒုတိယချက်ကဒီလိုယုံကြည်ခြင်းအပြင်ကတိခြင်းရဖို့လမ်းကအယံကိုယူရှင်တယ်လူတိုင်းလက်လမ်းမြင်နိုင်တယ် အဝေးကြီးရှာနေစရာမလိုဘူးမလိုဘူးစိတ်နှလုံးထဲမှာစစ်မှန်စွာယုံကြည်ပါနှုတ်နဲ့သခင်ယေရှုကိုဝန်ခံပါဒီလောက်ပါပဲဟုတ်ကဲ့ဖျားသခင်ကကယ်တင်ခြင်းကိုကျွန်တော်ရဲ့နှလုံးသားနဲ့နှုတ်ဖျားအထိအရောက်ပို့ပေးထားတယ်လို့ပဲမှန်ပါတယ်တတိယချက်ကတော့ယုံကြည်ခြင်းဆိုတာကြားနာခြင်းကနေလာတာဖြစ်တဲ့တဲ့ခရစ်တော်အကြောင်းတည်င်းစကားဧဝံဂေလိတရားကိုဝေမျှခြင်းဟောပြောခြင်းကမရှိမဖြစ်အရေးကြီးတယ်ဆိုတာပဲอืม လူတွေမကြားရင်မယုံနိုင်ဘူးဒါကြောင့်ဒီတည်င်းစကားကိုတဲဆောင်သူတွေရဲ့အခန်းကဏ္ဍကအလုံးအေးပါတယ်ဟုတ်ကဲ့သိအေးကြီးပါတယ်နောက်ဆုံးအချက်ကတော့ဒီကဲတင်ချင်းတည်င်းစကားဟာ လူသားအလုံးအတဖြစ်တယ်ဂျူဂရီဘယ်လူမျိုးဘယ်နောက်ခံကပဲဖြစ်ဖြစ်ဖျားသခင်ရဲ့နာမတော်ကိုပတ်နာပြုတော့ယုံကြည်တော့မိသူမဆိုးအတော့ကဲတင်ချင်းကတကားဖွင့်ထားတယ်ဟုတ်ပါတယ် ခရစ်တော်နဲ့လူသားအလုံးတစ်လုံးတို့ဒီဖဆဲတယ်ဆိုတဲ့သဘောတရားပေါ့ဟုတ်ကဲ့ဒီနာဘလောက်ကျေပြန့်တယ်လဲကဲတင်ချင်းကိုဘလောက်လွယ်ကူရိုးရှင်အောင်လုပ်ပေးထားတယ်ဆိုတာကိုပြသလို့ပဲတစ်ဖက်မှာလည်းကြားနိုင်ရတဲ့သတင်းစကားကိုကျွန်တော်တို့ဘလို့တုံပြန်မလဲဆိုရဲတာဝန်ရှိမှုကိုလည်းသတိပေးနေတာပေါ့ဟွန်းဘုရားသခင်ရဲ့ကမ်းလှမ်းမှုနဲ့လူသားရဲ့ရွေးချယ်မှုကြားကဟိုအပြန်အလှန်ဆက်ဆက်မှုကအမြဲတမ်းဆင်ခြင်စရာဖြစ်နေမှာပဲ။ ဟုတ်ကဲ့အမြဲတမ်းဆင်ကျင်စရာပါဒါဆိုရင်နာဆင်သူလေးကိုလိုက်ဆက်ပြီးတွေးခေါ်ဆင်ကျင်ကြည့်ဖို့အဆုံးသတ်မှာမေဝန်လေးတစ်ခုထားခဲ့ရင်ပါတယ်ယောမအခန်းကြီးဆယ်မှာဖော်ပြထားတဲ့ဒီကဲတင်ချင်းသတင်းစကားဟာဒီလောက်ရိုးရှင်တယ်ဒီလောက်လက်လံမိနိုင်တယ်လူတိုင်းအတွက်ဖြစ်တယ်ဆိုရင်လေဒီနေ့ကျွန်တော်တို့ပေါဝင်ခြင်းမှာကျွန်တော်တို့ခင်မှာလူတွေကိုဒီလိုရိုးရှင်တဲ့ယုံကြည်ခြင်းကိုလက်ခံဖို့အတွက်ဘယ်အရာတွေကအဓိကအဟံ့အတားတွေအတားအဆီးတွေဖြစ်နေတယ်လို့မြင်ပါတယ် ဒါလေးကိုကိုပောင်းဝင်ခြင်းကိုကြည့်ပြီးစဉ်းစားကြည့်နိုင်ပါတယ်လို့ဟုတ်ကဲ့စဉ်းစားစရာမေခွန်းကောင်းလေးပါပဲဒီနေ့ဒီရောမအခန်းကြီးဆယ်တဲကအချက်အလက်ဒီကိုအတူတူဆွေးနွေးခဲ့ကြတာဒီမှာပဲရန်နာလိုက်ပါမယ်နောက်တစ်ချိန်ပြန်တွေ့ကြတာပေါ့